မင်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုမြန်မာ channel လေးကနေပြီးတော့နောက်ဆုံးကြားသိထားတဲ့သတင်းများကိုကောက်နှုတ်တင်ဆက်ပေးသွားပါတော့မယ်။ရေစကြိုမျိုးနဲ့စစ်တပ်စစ်ကြောင်းကိုကြားပြတ်တိုက်ခိုက်မှုစာကာဆ29ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးဒေသရေစကြိုမျိုးနယ်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုဒေါ်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမေလ9ရက်မနက်9:20မိနစ်20မှာကြားပြတ်တိုက်ခိုက်ခဲ့ရာအရာရှိတူပါစာကာဆတပ်ဖွဲ့ဝင်29ဦးသေဆုံးပြီး30ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။ 世界是野卡拉雅尼阿草。<noise> 2998တက်တွေမှာအင်အား100ခန့်မှာစစ်ကြောင်းကတစားကန်ပြည်သူ9ဦးနဲ့တူစင်ချောင်းပြူကျေးရွာမှာစမ်းသစ်ကျေးရွာတို့ဦးတည်လာစဉ်ရွာမြောက်ဖက်တနေရာမှာဈာပြက်တိုက်ခိုက်ခင်ရာတိုက်ပွဲတနေ20မိနစ်ကြာပြီးတဲ့နောက်အရာရှိတူပါဝင်စာကစတပ်ဖွဲ့ဝင်29ဦးသေဆုံးပြီးတော့30ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲတွင် DJI အမျိုးအစားစာကားစာရဲ့ကင်းထောက် drone တစ်စီးကိုပစ်ချနိုင်ခဲ့ကြောင်းနဲ့စောက်တန်ဝမ်ရဲဆို PDF မှာရဲဘော်လာပြေတိုင်းပြည်အတွက်မြင်းမြန်စွာကြာဆ ဆုံးခဲ့ပြီးရဲမော့ဆယ်ဦးမစိုးရိမ်ရတရားရရှိခဲ့တယ်လို့တိုက်ပွဲဖြစ်ပြီးနောက်စကားစရိယဒဲရော့ကျွော်ကိုပရိုမိုတာနှစ်စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့သေဆုံးခဲ့ပြီးတော့အိုးအိမ်တွေပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်တိုက်ခိုက်မှုကို Southern Wireless PDF, Jezzo Revolution Group YRG, တောင်းညီနောင်ပြည်သူ့အာမန် PDF, King Cobra, တောင်းစစ်စဲနဲ့ BNR တို့ကပါဝင်ဆောင်ရွက်ခဲ့တယ်လို့ Southern Wireless PDF ကသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဆက်လက်ပြီးတော့တင်ပြပေးချင်တာကတော့ပကောက်ကူမြို့တွင်ပြူစောတိကောင်းဆောင်အရှိအခေါ်ဒူးရှိကို MPD တပ်ဖွဲ့ကအရှင်ဖမ်းမိတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းပခုတ်ကူမြို့စမှုဆောင်6လမ်းနဲ့9လမ်းကြားမှာနေထိုင်တဲ့ပြူကောင်းဆောင်အရှိအခေါ်ဒူးရှိအားဖမ်းမိခဲ့ပြီးနေမြေကန်ပကားဖကိုလှည့်ပြောင်းပေးလိုက်ကြောင်းမြင်းချံဘလတ်တိုင်းက MPD တပ်ဖွဲ့ခေါင်းဆောင်ဖူမိုင်ခဲရပြောကြားပါရယ်မေလ9ရက်ည9နာရီခန့်တွင်ပခုတ်ကူမြို့စမှုဆောင်6လမ်းနဲ့9လမ်းကြားမှာနေထိုင်တဲ့ပြူစော်တီခေါင်းဆောင်အရှိအခေါ်ဒူးရှိကိုစစ်အသုံးဆောင်ပစ္စည်းအချို့နဲ့တူဖမ်းဆီးရရှိခဲ့ပြီးသက်ဆိုင်ရာနေမြေတပ်ဖွဲ့ထံလှည့်ပြောင်းပေးရလိုက်ကြောင်း၎င်းကပြူစော်တီခေါင်းဆောင်တို့ဖြစ်ပြီးပြည်သူများပေါ်အ ိုင်ခြင်းနှိမ့်ဆက်မှုများပြုလုပ်သည့်ပြင်စစ်ကောင်စီရဲ့စစ်စင်ရေးများတွင်အရေးပါသူတို့ဖြစ်ကြောင်းသိရပါသည် တကယ်ကသူ့ကိုသွားဖမ်းတာမဟုတ်ဘူးစစ်စင်ရေးသွားလောက်တာဘိုးသွားလောက်တာသူကလမ်းမှာတွေးလို့ဘိုးမလုပ်ဘဲနဲ့သူ့ကိုဆွဲခေါ်လာတာစစ်စင်ရေးကသူ့ဖြစ်သွားတာပေါ့စစ်စင်မှုကတော့နေမြေကမ်းပဲလုံနေတာကျွန်တော်တို့ကတော့ရောက်ရောက်ချင်းပဲစစ်မေးပြီးမြေပြင်အဖွဲတွေပဲလွှဲပေးလိုက်တာလက်နက်ပစ္စည်းတွေလည်းပါတယ်အကုံနေမြေကမ်းပန်းကဖအဖွဲတွေပဲလွှဲပေးလိုက်တာလို့မြင်းချံဘလက်တိုက်က MPD တပ်ဖွဲ့ခေါင်းဆောင်ပူမိုက်ခေယာပြောပါရယ်အဆိုပါစစ်စင်ရေးကိုမြင်းချံဘလက်တိုက်က MPD တပ်ဖွဲ့နဲ့အတူ၎င်းမင်းပြည်ရဲ့အဖွဲမှပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ အနိုင်ကျင့်နှိမ့်ဆက်နေတဲ့မြို့သူတို့မှဆိုအရင်ယူမှုပြုလုပ်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးတော့တင်ပြပေးချင်တာကတော့ရသေးတောင်မျိုးနယ်ကိုစစ်တပ်ကလင်းရင်နဲ့ပုံကျဲမှုကလင်းငယ်များနဲ့မိခင်များပါဝင်အရသာပြည်သူ73ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်မြေရသေးတောင်မျိုးနယ်ထွန်းရွေကျေးရွာဟောင်းကိုမေလ7ရက်နေ့နနက်ဆယ်နာရီဝန်းကျင်အချိန်တွင်အကြမ်းမဆက်ကောင်စီတပ်ကတိုက်လေရင်တစ်စီဖြင့်ပေါင်900ဘုံနှလုံးကျဲချခဲ့ရာကလေးငယ်များနှင့်မိခင်များအပါအဝင်အရသာပြည်သူ73ဦးသေဆုံးသွားပါသည် ။လလော့ဆယ်သေးဆုံးတာတော့73ရောက်ပါဗျာ။ပွဲချင်းပြီးသေသွားတယ်လို့ဆိုရမှာပါ။ဒဏ်ရာရထားတာတော့20နဲ့အထက်ပါ။ထိခိုက်သေးဆုံးတဲ့သူတွေကတိထက်လည်းများလာနိုင်ပါတယ်။စီးရင်တိကျနံမရီကနောက်မှပြောနိုင်ပါမယ်။ဒီစင်းကတော့လလော့ဆယ်အတီးပြူနိုင်ပါတယ်လို့ဒေတာသတင်းရှင်မြင့်ကပြောပါရယ်။ထုံရွေကြေးရွာမှာစစ်ဘက်ရေးရနဲ့မသက်ဆိုင်မဲ့စစ်ကောင်စီကရွေကျက်ရှိရှိပေါင်900ပုံးနှလုံးအသုံးပြုကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ တရားရသူတွေကိုတော့အရေးပေါ်နှိစက်ရဆေးုံဈေးကနေစီပို့ထားပါဗျ။အဲ့ဒီမှာအရေးပေါ်လူနာတွေလည်းပါဝင်ပါတယ်။အတန်းအန်ရဲ့စိုးရင်ရတဲ့သူတွေပေါ်လို့အခြားသတင်းရှင်းမြစ်တူကပြောပါဗျ။အာရခတက်တော်အေးပြောခွင့်ရဥခိုင်တူခါကလည်းရသေးတော်မျိုးနဲ့ထိုးရဝေချေရွာဘုံကျဲခံရမှုဖြစ်စဉ်မှာတေဆုံး73ဦးတရားရရှိသူ20ဦးကျော်နဲ့လူနေရင်12လုံးထိခိုက်ပျက်စီးသွားတယ်လို့မီဒီယာများအားအတည်ပြုပြောကြားထားပါဗျ။ တေဆုံးသူ73ဦးထဲတွင်အသက်6နှစ်အရွယ်ကလေးငယ်တူဦးနဲ့10နှစ်အရွယ်ကလေးငယ်တူပါဝင်ကြောင်းအမျိုးသမီးများလည်းပါဝင်ကြောင်းသိရပါဗျ။စစ်ကောင်စီကပေါင်900ဘုံနှလုံးနဲ့လာကျဲသွားတာဒီရွာအင်ဂျီ200လောက်ရှိမယ်စီးရင်နဲ့ဘာမှမတက်ဆိုင်တဲ့ရွာပါရွာသူရွာသားတွေအေးစစ်စစ်နေကြတာကိုစစ်ကောင်စီကဘုံလာကျဲသွားတာအခုအပြက်စီးတွေကြားထဲမှာတေဆုံသူတွေထက်ရှိနေတာကြောင့်အခုစီးရင်ထက်ပိုများလာနိုင်ပါတယ်လို့ရသေးတောင်ဒေသပြည်သူတို့ကဆိုပါတယ် အာနာသိန်းစစ်ကောင်စီကကြောက်ဖြူမျိုးနယ်လက်ခမော်ကျေးရွာကိုလည်းမေလ17ရက်နနက်၄နာရီဝန်းကျင်တွင်ဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့၍လက်ခမော်ဖုံးတော်ကြီးကြောင့်မိလောင်ပြကြပျက်စီးသွားကြောင်းသိရပါသည်။ငလင်ကိုအကြောင်းပြ၍စစ်ကောင်စီကမေလ31ရက်နေ့ထိအပြည့်ခတ်ရက်စဲမယ်လို့ကြေညာထားပေမယ့်ရခိုင်၊စကိုင်း၊ကရင်နီနဲ့ကရင်ပြည်နယ်တို့ကိုနှင်းစင်ပုံကျဲတိုက်ခိုက်နေပါသည်။ယမန်နေ့မေလ12ရက်နနက်10နာရီဝန်းကျင်ကစကိုင်းတိုင်းတပင်းမျိုးနယ်အိုထင်ကွင်းကျေးရွာရှိစာတင်ကြောင်းကိုစစ်ကောင်စီမှပုံကျဲတိုက်ခိုက်ခဲ့ ၍ဆီယာမ2ဦးအပါအဝင်ကလင်းငယ်22ဦးသေဆုံးခဲ့ရပြီး60ဦးထပ်မံတန်ရာရရှိခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်ဒါတော့ဒီမိုမြန်မာနေပြီးတော့နောက်ဆုံးရသတင်းများကိုစူးစီးတင်ဆက်ပေးသွားတာမှာနားဆင်အားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်သတင်းများနဲ့တူပြန်လာခဲ့ပါမယ်ရှင်။